ကွန်ဂိုနိုင်ငံရှေ့ပိုင်းမှာယဝန္နာကကြောထောက်နောက်ခံပြုထားတဲ့ M23 တပုံအဖွဲ့ရဲ့ထိုးစစ်ကိုအဆုံးသတ်ဖို့အာဖရိကတောင်ပိုင်းနဲ့အရှေ့ပိုင်းနိုင်ငံရဲ့အဖွဲ့တွေကစစ်ဆင်ညီနိုင်ရဲ့အဖွဲ့ကိုမလ24ရက်ကတိုးချဲ့ဖွဲ့စည်းခဲ့ကြောင်းရိုက်တာကဖော်ပြခဲ့ပါတယ်။အန်ဂိုလာနိုင်ငံမှာကွန်ဂိုအစိုးရနဲ့ပြုလုပ်တဲ့ညဉ့်ညဉ့်ဆွေးနွေးပွဲကို M23 တပုံအဖွဲ့ကတက်ရောက်ဖို့ညှင်းဆုပ်ခဲ့တဲ့နောက်ကွန်ဂိုအရှေ့ပိုင်းမှာဆယ်စုနှစ်တွေအတွင်းအကြီးမားဆုံးပဋိပက္ခကိုဖြစ်ရှင်ဖို့တန်တမန်ရေးရာကြိုးပမ်းမှုတွေအားနှောင့်နှေးကြံ့ကြာခဲ့ပါတယ်။ ပြီးခဲ့တဲ့သတင်းပတ်ကဥရောပသမဂ္ဂက M23 တပုံအဖွဲ့နဲ့ယဝနာအရာရှိတွေအပေါ်ပိတ်ဆို့မှုတွေပြုလုပ်ခဲ့တာကြောင့် M23 တပုံအဖွဲ့ဟာညဉ့်ညဉ့်ရေးဆွေးနွေးပွဲကိုတက်ရောက်ဖို့ညှိဆိုခဲ့တာဖြစ်ပါတယ်။ယဝနာမှာ1994ခုနှစ်လူမျိုးတုံးတပ်ဖြတ်မှုနဲ့တွင်းထွက်တပ်တုကျွဲဝါတဲ့ကွန်ဂိုအရှေ့ပိုင်းဒေသကိုထိန်းချုပ်ဖို့ပြိုင်ဆိုင်မှုတွေမှာအကြောင်းရင်းခံပြီးဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် M23 တပုံအဖွဲ့ဟာကွန်ဂိုအရှေ့ပိုင်းရှိအကြီးဆုံးမြို့ကြီးနှမျိုးကိုထိန်းချုပ်ခဲ့ပြီးလူပေါင်းထောင်ချီတိုက်ဆုံခဲ့ပါတယ်။ အာဖရိကတောင်ပိုင်းနဲ့အရှေ့ပိုင်းမှာနိုင်ငံရေးအစုအဖွဲ့တွေဟာငင်းငယ်ရေးလုပ်ငန်းစဉ်ကိုအဆင်ပြေချုံးမွေးစီဖို့နိုင်ဂျီးရီးယားသမ္မတဟောင်းအိုလူစီကန်အိုဘာဆန်ချိုတောင်အာဖရိကသမ္မတဟောင်းကာကာလီမာမော်လက်တန်နဲ့အီသီယိုးပီးယားသမ္မတဟောင်းဆာလီဝစ်ဆွီဒီတို့အပါအဝင်နိုင်ငံအကြီးအကဲဟောင်း၅ဦးကိုစစ်ဆေးညီနိုင်ရေးအဖွဲ့မှခန့်အပ်ခဲ့တယ်လို့မတ်လ25ရက်အစောပိုင်းကထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ရေဝနာနဲ့ကွန်ဂိုကြားတင်းမာမှုတွေဖြစ်လျော့ဖို့နှစ်ပေါင်းများစွာကြာကြိုးပမ်းမှုတွေမအောင်မြင်ခဲ့တဲ့နောက်မတ်လ24ရက်ကစစ်ဆေးညီနိုင်ရေးအဖွဲ့မှနှုတ်ထွက်ခဲ့တဲ့ အန်ဂိုလာတမရရဲ့နေရာကိုအစားထိုးဖို့ကွန်ဂိုကစစ်ဆင်ညီနိုင်သူတအူကိုခန့်အပ်သွားမယ်လို့ကွန်ဂိုတမရရုံးကပြောကြားခဲ့ပါတယ် M23 တပုံအဖွဲ့ကိုထောက်ပံ့ပေးမှုကြောင့်ပိတ်ဆို့မှုတွေ၊ကုညီထောက်ပံ့မှုတွေရပ်တန့်ခံထားရတဲ့အခြေအနေတွေနဲ့ ယဝနာအစိုးရဟာရင်ဆိုင်နေရပါတယ်။ယဝနာအစိုးရကမလ24ရက်မှာပြုလုပ်တဲ့အစည်းအဝေးကိုတက်ရောက်ခဲ့တဲ့ခေါင်းဆောင်တွေဟာတပ်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးရဲ့လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုတွေကိုဖြေရှင်းဖို့နိုင်ငံရေးအဖြေတစ်ခုကိုရှာဖွေနေကြောင်းပြောကြားခဲ့ပါတယ်။ယဝနာဟာ M23 တပုံအဖွဲ့ကိုကြားကန်စစ်အဖြစ်အသုံးပြုနေတယ်လို့ကွန်ဂိုကဆွဆွဲထားပါတယ်။ယဝနာနိုင်ငံကတော့ကွန်ဂိုစစ်ပွဲမှာပါဝင်ပတ်သက်မှုမရှိကြောင်းညင်းဆိုခဲ့ပြီးသူ့ရဲ့တပ်ဖွဲ့တွေဟာကွန်ဂိုစစ်တပ်နဲ့ပြည်သူစစ်တွေရဲ့ရန်လိုမှုကိုခုခံကာကွယ်ဖို့အတွက်သာလှုံ့ဆော်နေတာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။